မြန်မာပါဝင်ကန့်သက်နိုင်ငံတွေကရောက်ရှိလာသူတွေရဲ့နေထိုင်ခွင့်ကိုအမေရိကန်အစိုးရကပြန်လည်စစ်ဆေးမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ခင်ဗျာအမေရိကန်အစိုးရဟာမြန်မာအပါဝင်အမေရိကန်နိုင်ငံလုံခြုံရေးအတွက်စိုးရိမ်စရာဖြစ်တယ်လို့ကန့်သက်သတ်မှတ်ထားတဲ့နိုင်ငံတွေကနေအမေရိကန်နိုင်ငံတွေကိုရောက်ရှိနေထိုင်သူတွေရဲ့နေထိုင်ခွင့်နဲ့ပတ်သက်ပြီးပြန်လည်စစ်ဆေးသွားရမယ်လို့သတင်းထုတ်ပြန်လိုက်ပါတယ်ဝါရှင်တန် DC မှာအမေရိကန်အမျိုးသားလုံခြုံရေးအဖွဲ့ဝင်အုပ် ပြစ်ခတ်တိုက်ခိုက်ခံရမှုနဲ့ဆက်ဆက်နေသူတယောက်ဟာအာဖဂန်နစ္စတန်နိုင်ငံသားဖြစ်တယ်လို့တွေ့ရှိခဲ့ရပြီးတဲ့နောက်မှာတော့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတတိယနိုင်ငံတွေကနေအမေရိကန်နိုင်ငံတဲ့ပြောင်းရွှေ့အခြေချနေထိုင်ခွင့်ပြုတာတွေကိုအပြီးသက်ဆိုင်းငံ့ထားပြီးလိုအပ်တဲ့သုံးသပ်မှုတွေလုပ်ဆောင်မယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။နောက်ဆက်တွဲအနေနဲ့ USCIS လို့ခေါ်တဲ့အမေရိကန်နိုင်ငံသားရွှေ့ပြောင်းအခြေချသူများဆိုင်ရာဦးစီးဌာနက green card လို့ခေါ်တဲ့အမြဲတမ်းနေထိုင်ခွင့်ရရှိထားသူတွေကအမေရိကန်လုံခြုံရေးအတွက်စိုးရိမ်စရာဖြစ်တယ်လို့ကန့်သက်ထားတဲ့နိုင်ငံ16နိုင်ငံကလာရောက်နေထိုင်သူတွေကိုပါပြန်လည်ခေါ်ယူစစ်ဆေးအတည်ပြုဖို့ပြင်ဆင်လိုက်တဲ့အထီးကိုပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။အမေရိကန်လုံခြုံရေးအတွက်စိုးရိမ်စရာနိုင်ငံတွေလို့ကန့်သက်တတ်မှတ်ထားတဲ့နိုင်ငံတွေစီးရင်မှာမြန်မာ၊အာဖဂန်နစ္စတန်၊အီရန်နဲ့ဗင်နီဇွဲလားနိုင်ငံတွေနဲ့အတူနိုင်ငံ16နိုင်ငံပါဝင်လျက်ရှိပါတယ်။သမ္မတဟောင်းဂျိုးဘိုင်ဒန်လက်ထက်ကနေထိုင်ခွင့်အမျိုးမျိုးနဲ့ အမေရိကန်နိုင်ငံတွေကိုပြည်ပနိုင်ငံအသီးသီးကရောက်ရှိလာသူ2သိန်းကျော်ကို USCIS ကပြန်လည်စစ်ဆေးမယ်လို့လည်းသတင်းတွေထွက်ပေါ်လျက်ရှိပါတယ်ခင်ဗျာ။